ဟုတ်အားလုံးပဲမင်္ဂလာပါ Mr. Long YouTube Channel နဲ့ Facebook Page အနေနဲ့ကြိုဆိုပါရစေ။ဒီမနေ့ US Center Tower မနေ့ခုနှစ်နာရီကနေကစားပြီးတော့မြန်မာစံတော်ချိန်6နာရီခွဲညနေ6နာရီခွဲမှာကစားဟောင်ကောင်စံတော်ချိန်7နာရီည7နာရီမှာကစားတယ်မှာယူနေဟောင်ကောင်ဟာသူတို့ Definish Education Challenge Cup လို့ခေါ်ပါရစေ။အဲ့ဒီပွဲမှာမာယူဟာတုံးစံတိုင်း ပွဲထွာရောကတ်စမီရောအစီနကဆမန်နီကတ်စမနိုဘရိုနိုအလက်ဟန်ဒရိုကနာချိုနဲ့ရမ်မော့စ်ဟော်လန်တို့ပါဝင်ပြီးဂိုဒမာရောတော်မဟီတွန်ဖြစ်ပါတယ်နောက်တန်းမှာဂျော်နီအေဗန်စီနကဆမန်ပါပီလူငင်းနဲ့ဖိတ်စီပြီးတော့ဖတ်စလိုင်းအပ်ကစားခဲ့ကြပါတယ်အဲဒီချိန်မှာဟိုဖက်မှာလည်းတင်းတောင်းတောင်းနဲ့ကစားခဲ့ပြီးတော့မိနစ်၁၉မိနစ်မှာဂျူနီယိုဟောင်ကောင်ကစားသမား left wing ကနေ ဘေးကနေကန်တဲ့ဟာကိုအခုထည့်ဝင်ပြီးတော့10နဲ့ဟောင်ကောင်ကဥဆောင်ခဲ့ပါတယ်အဲ့ဒါနောက်ပြီးမှ you are ဖြီးကစားပြီးမဲ့လဲ half time this 10ဟောင်ကောင်နေဥဆောင်ကစားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ Robin Bro နဲ့ပြ Mayu နဲ့ပြ Robin Bro ကလူစားလဲပြီးတော့ရှီတာမှာ Ramos Hola စားချီဒူ Obio ကစားခိုင်းပြီးတော့ Alejandro Garnacho နဲ့စားအမတ်တာလိုဝင်နေပြီးရင် အဲဘက်ဒရစ်ဒေါ်ကိုဝင်တယ်ပြီးရင်ကွန်းလန်မှာဥကတဲတို့ဝင်တယ်ပြီးမယ်ဆင်မောင်းတို့ဝင်တယ်ဗီတော်ဘီကိုလီယာတို့ဝင်တယ်နောက်တန်းမှာဟက်ဒီအိုင်ဒန်အေဗန်ဟက်ဗန်တို့ပါတယ်ကိုသမအလင်ဘိုင်းတွေဖြစ်ပါတယ်နည်းပွဲကစားလာတယ်မယူရဖြီးကစားတယ်တော်တော်လေးကိုဖြီးနိုင်ခဲ့တယ်မြောက်ဒုတိယပိုင်းမှာပြီးရင်အာ90မိနစ်လောက်မှာရှုပ်ရှုပ်ရှက်ရှက်ကြာနေပနယ်တီအေကွန်းအေရီးယားနေမယ်ဆင်မောင်းပြီးပိုးတဲ့ဟာကိုချီဒူအော်ဘီ ဘဲနဲ့ကံပြီးတော့မယူ11တီအီရခဲ့ပါတယ်ပြီးမယူကဖြီးကစားမှဟောင်ကောင်လည်းကစားတယ်မိနစ်60အကျော်မှာမေဆမောက်တင်ပြတဲ့လုံးကိုချီတော်ပီကောင်းတိုက်ပြီးတော့မယူက2-1နဲ့ဥဆောင်ခွင့်ရခဲ့ပါတယ်ပြီးတော့နောက်ဆုံးအာ90ချိန်ပူ90မိနစ်မှာအမတ်ဒီယာလိုထောင်ပြတဲ့လုံးကိုနောက်တိုင်း Hayden Heaven ကောင်းတိုက်ပြီးတော့3-1နဲ့ ဆုံးသက်ခဲ့ကြပါတယ်ဒီဟာကို defining education challenge ခလို့ခေါ်ပါတယ်မာယူဟာနေပြန်ဘရမ်မှာ Asian All Star နဲ့ Maybank Challenge Cup ကိုဆုံးခဲ့တဲ့နောက်ပိုင်း Hong Kong Stadium မှာ Hong Kong ကို3-1နဲ့ပြန်နိုင်ပြီးပြန်လာနိုင်ခဲ့ပါတယ်သူတော်ကစားပြောင်းလဲဖို့အရန်အလူရဘလူပါတယ်ဘာဖြစ်လို့ဆိုတော့ကစားပုံစံလူကစားတဲ့နေရာတွေတော်တော်ပြောင်းလဲဖို့လိုပါတယ်ခုရာတီပြောင်းရွှေ့မှာ မယိုနေပြဦးအတင်းပိုင်ရှင်တွေနဲ့ဒိုက်တာတို့ကအားပေးပို့ပြီးတော့ဒူလူချင်းရဲ့ကစားမတွေကောင်းကောင်းလေးဝယ်ပြီးနိုင်တော့မယိုဟာနောက်ရာသီမှာတော့ကောင်တော်နီးတွေပြန်ရောက်လာနိုင်မယ်လို့ရိုဘီယမ်မလို့ဆိုပါတယ်အားလုံးပဲကျေးဇူးတင်မယ်တင်ပါတယ်ပြန်လည်တွေ့ဆုံကြမယ်